အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စက်တင်ဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်တွေနဲ့မြန်မာနဲ့လွန်စွာနှီးကပ်လာတဲ့ပြင်းထန်တဲ့မုန်တိုင်းပူအားလိုက်တဲ့တဲ့မျိုးကိုတတိထားရအောင်တင်ဆက်ပေးသွားပါမယ်အရှိန်အောက်ပင်လယ်ပြင်မှာယခုတစ်ပတ်တွင်ဖြစ်ပေါ်နိုင်တဲ့ထူးခြားသောမိုးလေဝသအခြေအနေတောင်တရုတ်ပင်လယ်မှာမုန်တိုင်းများတိုင်ဖုန်းမုန်တိုင်းပူအားလိုက်ဟာစက်တင်ဘာလ28ရက်ည29ရက်နေ့နက်စောပိုင်းမှာဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ပြီးသည့်မှာဖြစ်ပြီးမုန်တိုင်းကျွန်းတံများဟာလာအိုနိုင်ငံမှတဆင့် မြန်မာနိုင်ငံအရှေ့ပိုင်းရှမ်းပြည်နယ်အရှေ့ပိုင်းနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့သို့စက်တင်ဘာလ29ရက်နေ့မှာစတင်ဝင်ရောက်လာနိုင်ပါမယ်။စက်တင်ဘာလ30ရက်နေ့အော်တိုဘာလ1ရက်နေ့များမှာရှမ်းပြည်နယ်တစ်ခုလုံးနေရာစိတ်စိတ်မိုးထစ်ချုံရွာပြီးရှမ်းပြည်နယ်မြောက်ပိုင်းမှာနေရာကွက်ကြားမိုးများနိုင်ပါမယ်။24နာရီအတွင်းမိုးရေကြိမ်လေးလက်မှခန့်ရွာသွန်းရရှိနိုင်ပါတယ်။အော်တိုဘာလ1ရက်နေ့မှာမုံတိုင်းအကျွန်းကျံများကချင်ပြည်နယ်နဲ့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကိုရောက်ရှိနိုင်ပြီးအော်တိုဘာလ1ရက်နေ့မှာကချင်ပြည်နယ်မှာရှိတဲ့မြကြီးနာမိုးကောင်နမ်မတီးနယ် စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသများတွင်၎င်းအော်တိုဘားလ၂ရက်နေ့မှာစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းဒေသတွေနဲ့နာခကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ၎င်းနေရာစိတ်စိတ်မိုးရွာနိုင်ပြီးတော့နေရာကွက်ကြားမိုးများနိုင်ပါမယ်။အော်တိုဘားလ၅ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကိုဖျက်ကျော်တိုက်ခတ်ပြီးတောင်တရုတ်ပင်လယ်တွင်းသို့ဝင်ရောက်လာနိုင်တဲ့မုန်တိုင်းတလုံးထပ်မံဖြစ်ပေါ်လာနိုင်ကတောင်တရုတ်ပင်လယ်တွင်းမှာအနောက်ဘက်ဗီယက်နိုင်ငံဘက်သို့ဆက်လက်ရွေ့ရှားနိုင်ကြောင်း ECMWF GFS စရည် တင်ချပုံစံပြုမော်ဒယ်များမှကြိုတင်ခန့်မှန်းချက်များမှရှိနေပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်နေစဉ်ပြန်ပြနဲ့စက်တင်ဘာလ29ရက်မှအော်တိုဘာလ1ရက်အထိ9ရက်အတွင်းရွာသွန်းရရှိနိုင်တဲ့မိုးရေခြင်းများကတော့စက်တင်ဘာလ30ရက်နေ့တွင်ကပလီပင်လယ်ပြင်မြောက်ပိုင်းမှာဖြစ်ပေါ်လာနိုင်တဲ့လေပွေလှိုင်းမှာဘင်္ဂလားပင်လယ်အော်လေပိုင်းသို့ရွေ့ရှားပြီးပုံမှုအားကောင်းလာကအ ਨੇ စုံလေဖိအားနဲ့ရန်ဝန်ဖြစ်လာနိုင်ပြီးမုတ်တုံပုံမှုအားကောင်းလာနိုင်တဲ့အတွက်ရန်ကုန်တိုင်းဒေသကြီးတွင်ပြန်ပြအားဖြင့်9ရက် မိုးရေချိန်လေးလက်မမ9လက်မခန့်အထိရွာသွန်းရရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းမှာမင်္ဂလာတုံ၊မှော်ပြီ၊လဲကူ၊တိုက်ကြီးစတဲ့မြို့နယ်ခရိုင်များနဲ့ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းမှာခရမ်း၃ခွ၊ဒလ၊ကုန်းကြံကုန်းမြို့နယ်များမှာ9ရက်အတွင်းမိုးရေချိန်6လက်မမှ9လက်မဝန်းကျင်ခန့်ရရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းတွန်တေး၊ကော်မှုမြို့နယ်နဲ့ခရိုင်တွေမှာ9ရက်အတွင်းမိုးရေချိန်၄လက်မမှ6လက်မခန့်ရွာသွန်းရရှိနိုင်ပြီး ရန်ကုန်တိုင်းဒေသကြီးအရှိပိုင်းမှာမြို့နယ်ခရိုင်တွေမှာခုနှစ်ရက်တွင်မိုးရေချိန်၅လက်မမှ9လက်မခန့်အထိအသီးသီးရွာသွန်းရရှိနိုင်ပါတယ်။တဘာဝဘေးရန်ရဲ့ဖြစ်နိုင်ခြေများကတော့ရန်ကုန်တိုင်းဒေသကြီးမြောက်ပိုင်းရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းနဲ့အရှိပိုင်းတွေမှာနေ့စဉ်မိုးရွာသွန်းမှု150မီလီမီတာထက်6လက်မခန့်ရွာသွန်းနိုင်တာကြောင့်အနိုင်ပိုင်းရက်ကွက်တွေမှာရေကြီးရေချမ်းခြေများဖြစ်ပေါ်နိုင်ပါတယ်။မိုးထစ်ချုံရွာသွန်းဖို့ဟန်ပြင်လာတဲ့အခါကွင်းပြင်တက်အောင်များတစ်ပင်များအောင်မှမနေဘဲနဲ့အနည်းဆုံးခိုလွန်ရန်တစ်ခုခုကိုရှာဖွေဝင်ရောက်ခြင်းဖြင့် ိုးချိုးပြစ်ခံရနိုင်တဲ့အန္တရာယ်နဲ့တစ်ပင်လဲတစ်ကိုင်းချိုးပြီးပြိမိနိုင်ထိခိုက်နိုင်တဲ့အန္တရာယ်မှလွတ်ကင်းအောင်တတိထားကြဖို့လိုပါမယ်။စိုက်ပျိုးကင်းများစပားကင်းများအတွက်အောင်ရည်ရရှိအောင်လယ်ကွင်းများမှာရေစုဆောင်းထားလျင် အနိုင်ပိုင်းလယ်မြေများရေမလွှမ်းနိုင်အောင်တတိထားစောင့်ကြည့်ဖို့လိုအပ်ပါမယ်။ပဲခူးယူမနဲ့ဆက်ဆက်နီးဆက်သောမြို့နယ်များမှာတောင်ဆောင်များတွင်မြေပြိုကျနိုင်တဲ့အန္တရာယ်ရှိတာကိုလှိလျူရှုထားလို့မရပါဘူး။ယခုလိုကာလအတွင်းမှာတတိရှိကြဖို့လိုပါမယ်။ဆက်လက်ပြီး အပူချိန်လေးတိုက်နှုန်းလေဒုဆိုတိုင်းစားပင်လယ်ပြင်အခြေအနေနဲ့လေဒုညဉ့်ညံ့မှုအခြေအနေများကိုတင်ပြပေးသွားပါမယ်။ရန်ကုန်မြို့ရဲ့အမြင့်ဆုံးနေ့အပူချိန်က31ဒီဂရီဆယ်စီယပ်နဲ့အနည်းဆုံးညအပူချိန်က25ဒီဂရီဆယ်စီယပ်ရှိနိုင်ပြီးစက်တင်ဘာလ28ရက်နေ့မှာခန်းစားရတဲ့အပူချိန်38ဒီဂရီဆယ်စီယပ်အထိရှိနိုင်ပါမယ်။ယခုတစ်ပတ်အတွင်းတောင်အနောက်တောင်နဲ့အရှေ့တောင်ရဲတို့မှာလေတိုက်နှုန်းတနအီ25မိုင်ခန့်အထိရှိနိုင်ပြီးရန်ကုန်မြို့ဝါ ကန်းဒီပင်လယ်ပြင်မှာလှိုင်းအမြင့်ဆုံး9ပေမှ6ပေခန့်ရှိနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတွင်နေ့လယ်နေခင်းအချိန်များမှာလေဒုဆိုထိုင်းစာ80ရာခိုင်နှုန်းခန့်ရှိနိုင်ပြီးနနက်အစောပိုင်းနဲ့ညပိုင်းအချိန်တွေမှာလေဒုဆိုထိုင်းစာ100ရာခိုင်နှုန်းရှိနိုင်ပါတယ်။ယခုတစ်ပတ်တွင်ရန်ကုန်တိုင်းဒေသကြီးအနောက်ပိုင်းခရိုင်များမှာလေဒုညဉ့်ဉန်းမှုအညွန်ကိန်းအမြင့်ဆုံး35ရှိနိုင်ပြီးအန္တရာယ်မရှိနိုင်သောအညွန်ကိန်းအဆင့်ဖြစ်ပါတယ်လို့မိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတတိပေးထားပါတယ် အခုဆက်လက်ပြီးစက်တင်ဘာလ30ရက်နေ့အတွက်မိုးလေဝသခန့်မှန်းချက်များကိုတင်ဆက်ပေးသွားပါမယ်။ဘင်္ဂလားပင်လယ်အော်ချိန်တွေကတော့ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ မုတ်တုံလေအားကောင်းနေပြီးကြံဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသင့်တင်ရှိနေပါတယ်။ထူးခြားတဲ့အခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9:00နာရီခွဲချိန်တိုင်းထွာချက်များအရလာအိုနိုင်ငံကုန်းတွင်းပိုင်းဒေသများကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းပူဝါလိုက်ဟာဂျမန်နေ့ညပိုင်းမှာအပူပိုင်းမုန်တိုင်းရဲ့ဖြစ်သူအားရော့သွားခဲ့ပြီးအနောက်နောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ကာ လာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများတွင်လီဖီယာနယ်ဆဲဖြစ်အာရော့သွားခဲ့ပါတယ်။အဆိုပါလီဖီယာနယ်ဆဲဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်၁၂နှစ်အတွင်းလေပွေလှိုင်းဖြစ်အာရော့သွားနိုင်ကမြန်မာနိုင်ငံတွင်းမှာရှိတဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊နေပြည်တော်မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့သို့ဆက်လက်ရွေ့ရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။ယနေ့ညနေထိခန့်မှန်းချက်ကတော့စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာနေရာကျကျချင်းပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာအနှံပြားမိုးထစ်ချုံရွာပြီးနေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာဒေသအလိုက်နဲ့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ကြားမိုးကြီးနိုင်ပါတယ်။ကြွာရန်ရာနှုံးပြေဖြစ်ပါတယ်။မိုးတိမ်အောင်ဖြစ်ပေါ်မှုအခြေအနေများကတော့နေပြီးတော့မန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာမိုးတိမ်တောင်များဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မိုးသီးကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာမြမပင်လေးမြမတော်မြဝကျုံမောမုတ်တမခွေ မော်တနင်းလာရီကဲရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာဂျန်ဖန်ရန်ခါမိုးသက်လေပြင်းများကြာရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းမြေပြင်းလေဟာတနာယီလင်း35မိုင်ထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြေမှာမြဝကျုံမော်မုဒ္ဓမခွေမော်တနင်းလာရီကဲရန်တချောင်းနဲ့ကမ်းလွန်ပင်လယ်မြေတို့မှာစေပေမှ12ပေခန့်ရှိနိုင်ပါတယ်။ဂျန်မြေမှာပင်လယ်ပြင်မှာလိုင်းအသင့်တင့်မှလိုင်းကြည့်နိုင်ပါတယ်။မိုးသက်လေပြင်းကြတဲ့ရေပြင်းမြေပြင်းလေဟာတနာယီလင်း25မိုင်မှမိုင်30ထိတိုက်ခတ်နိုင်ပါတယ်။ လိုင်းမြစ်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရှစ်ပေမှဆယ်ပေခန့်ရှိနိုင်ပါတယ်။နောက်နှစ်ရက်အတွက်ခံမှန်းချက်များကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးထပ်ပိုင်းအေရဝတီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပူလာပါမယ်။နေပြည်တော်နဲ့ဤတဝိုက်အတွက်ယနေ့ညနေထိခံမှန်းချက်ကတော့မိုးအထင်အင့်ထစ်ချုံရွာပါမယ်။ ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နီးတဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတဝိုက်အတွက်ယနေ့ညနေထိခန့်မှန်းချက်ကတော့မိုးတစ်ကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်။ရွာရန်ရာနှုံးပြေဖြစ်ပါတယ်။အခုဆက်လက်ပြီးမိုးရေကြိမ်အခြေအနေများကိုတင်ဆက်ပေးသွားပါမယ်။ရမဲသိန်းခရိုင်မှာတော့မိုးနဲ့ငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။ကြံခရိုင်များမှာများသောအားဖြင့်တာယာပါမယ်။ နေပြည်တော်မှာတော့မိုးနှဲငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။မကွေးတိုင်းဒေသကြီးတွေမှာရှိတဲ့မင်းမှုခရိုင်မကွေးခရိုင်တရက်ခရိုင်နဲ့အောင်လံခရိုင်တို့မှာမိုးတင့်မိုးနှဲငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။၆ခရိုင်နဲ့ပခုတ်ကူခရိုင်တို့မှာမိုးနှဲငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပါမယ်။ပဲခူးတိုင်းဒေသကြီးတွေမှာရှိတဲ့ပြည်ခရိုင်နတ်တလင်းခရိုင်နဲ့တာယာဝတီခရိုင်တို့မှာ နေရာစိတ်စိတ်မှာနေရာကွက်ကြား မိုးနေငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးကြီးနိုင်ပါမယ်။တောင်ကိုခရိုင်နဲ့ညောင်လေးပင်ခရိုင်ညောင်လေးပင်ခရိုင်ပဲခူးခရိုင်တို့မှာမိုးနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနေငယ်ကြီးနိုင်ပါမယ်။ကြားပြည်နယ်တွင်းမှာရှိတဲ့လွိုက်ကော်ခရိုင်ဒီမော့ဆုခရိုင်ပေါ်လခဲခရိုင်မဲဆဲခရိုင်တို့မှာမိုးနေငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနေငယ်ကြီးနိုင်ပါမယ်။ကရင်ပြည်နယ်တွင်းမှာရှိတဲ့တန်တောင်ကြီးခရိုင်ဖားပုံခရိုင်ဖအံခရိုင်လှိုင်းပွဲခရိုင်ကြိုင်စိတ်ကြီးခရိုင် မြဝတီခရိုင်နဲ့ကော့ကရိတ်ခရိုင်တို့မှာမိုးနှဲငယ်မှာမိုးအသင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။မွန်ပြည်နယ်တွင်းမှာရှိတဲ့ခရိုင်များအတွင်းမိုးနှဲငယ်မှာမိုးအသင်တင်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။တနင်္သာရီတိုင်းဒေသကြီးတွင်းမှာရှိတဲ့ဗိတ်ခရိုင်၊ပုတ်ပြင်းခရိုင်နဲ့ကော့တောင်းခရိုင်တို့မှာနေရာစိတ်စိတ်မှာနေရာကွက်ကြားမိုးနှဲငယ်မှာမိုးအသင်တင်ရွာသွန်းနိုင်ပြီးမိုးနှဲငယ်ကြီးနိုင်ပါမယ်။ တဝဲခရိုင်မှာတော့မိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။အေရဝတီတိုင်းဒေသကြီးတွေမှာရှိတဲ့မြန်အောင်ခရိုင်ဟင်းသရခရိုင်တို့မှာမိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များမှာများသောအားဖြင့်တာယာပါမယ်။ရန်ကုန်တိုင်းဒေသကြီးမှာတော့များသောအားဖြင့်တာယာပါမယ်။မိုးနှင်းငယ်မှမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ ရှမ်းပြည်နယ်ရှေးပိုင်းမှာမုံတိုင်းငယ်ဘူအားလိုင်းမိုးတိမ်များလွင့်စင်၍နေရအနှံပြတိမ်ထူတက်ကခရိုင်ချို့နေရကွက်ချားမိုးနှိမ်ငယ်မှာမိုးအသင့်တင့်ရွာသွန်းနိုင်ပြီးမိုးအနှိမ်ငယ်ကြီးနိုင်ပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာများသောအဖြစ်သာရပါမယ်။မိုးတိမ်များလွင့်စင်၍နေရကွက်ချားမိုးနှိမ်ငယ်မှာမိုးအသင့်တင့်ရွာသွန်းနိုင်ပြီးမိုးအနှိမ်ငယ်ကြီးနိုင်ပါမယ်။စကိုင်းတိုင်းဒေသကြီးမှာများသောအဖြစ်သာရပါမယ်။ မိုးနှင်းငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ရခိုင်ပြည်နယ်တွင်းမှာရှိတဲ့ကြောက်ဖြူခရိုင်တောင်ကုတ်ခရိုင်နဲ့တန်တွဲခရိုင်တို့မှာမိုးနှင်းငယ်မှာမိုးတင့်တင့်နေရာကွက်ကြားမိုးရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ကြံခရိုင်များမှာများသောအားဖြင့်တာယာပါမယ်။ကချင်ပြည်နယ်ချင်းပြည်နယ်တို့မှာများသောအားဖြင့်တာယာပါမယ်။နေရာကွက်ကြားမိုးနှင်းငယ်မှာမိုးတင့်တင့်ရွာသွန်းနိုင်ပြီးမိုးနှင်းငယ်ကြီးနိုင်ပါမယ်။ ဆက်လက်ပြီးတော့ Lefianel Cell အခြေအနေသတင်းကိုတင်ပြပေးသွားပါမယ်။ယနေ့မြန်မာစံတော်ချိန်9နိုင်ခွဲချိန်တိုင်းထွာကြများရလာအိုနိုင်ငံကုန်းနမိုင်းဒေတာများကိုဖျက်ချော်ခဲ့တဲ့အပူပိုင်းမုန်တိုင်းပူအားလိုင်းဟာဂျမန်နေညာပိုင်းမှာအပူပိုင်းမုန်တိုင်းငယ်ဖြစ်သူအာရော့သွားခဲ့ပြီးအနောက်အနောက်မြောက်ဘက်သို့ရွေ့ရှားခဲ့ကာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေတာများတွင် Lefianel Cell ဖြစ်အာရော့သွားခဲ့ပါတယ်။နောက်ဆက်နှစ်နာရီတွင်ခံမှန်းချက်ကတော့အဆိုပါ Lefianel Cell ဟာအနောက်ဘက်သို့ရွေ့ရှားနိုင်ပြီးနောက်ဆက်နှစ်နာရီတွင်လေပွေလှိုင်းဖြစ်အာရော့သွားနိုင်ကာ မြန်မာနိုင်ငံတွင်းမှာရှိတဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်နေပြီးတော့မန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့သို့ဆက်လက်ရွေ့ရှားနိုင်တယ်လို့ခန့်မှန်းရပါတယ်။အဆိုပါလီဖီးယားနယ်ဆဲရဲ့အချိန်ကြောင့်ယနေ့နနက်မှာတရက်ဆယ်လ2025ရက်နေ့တွင်နေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ် မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိတ်စိတ်မှာနေရာနှံပြားမိုးထစ်ကြုံရွာပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊အေရာဝတီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာဒေသအလိုက်နဲ့နေရာကွက်ကြားမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။ မြမကန်ယုံလန်တခြားနယ်ကန်လွန်ပင်လေပြင်တို့မှာရံဖန်ရံခါမိုးတက်လေပြင်များကြရောက်ပြီးလိုင်းကြည့်ပါမယ်။မိုးတက်လေပြင်ကြစဉ်ရေပြင်မြေပြင်လေဟာတနာ ਈ လျင်35မိုင်အထိတိုက်ခတ်နိုင်ပါတယ်။လိုင်းမြမမြမကန်ယုံလန်တခြားနယ်ကန်လွန်ပင်လေပြင်တို့မှာ10ပေမှ12ပေခန့်ရှိနိုင်ပါတယ်။တို့ဖြစ်ပါ၍လေဖီယာနဲ့ဆက်ရဲ့အရှင်ကြောင့်မိုးတဲထန်သွားရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်း လျက်တစ်ပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးရန်များဖြစ်ပေါ်နိုင်တဲ့အတွက်ကုန်းမြင့်ဒေသနီးမှာနေထိုင်ကြသူများအနေနဲ့မြေပြိုမှုအန္တရာယ်နဲ့မြေငယ်ချောင်းငယ်များနီးမှာနေထိုင်ကြသူများအနေနဲ့ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုနိုင်ပါရန်နဲ့ပြည်တွင်းလေကြောင်းပြန်တမ်းရေးမြမကန်ရန်တစ်ချောင်းနဲ့ကန်လုံပင်လေပြင်းတို့ရှိကန်ဒီကန်ဝေးငါးဖန်းကြီးခြင်းများတင်ပေါ်များအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါရန်အတိပေးနှိုးဆော်အပ်ပါရခင်ဗျာအားလုံးပဲကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ